ားလုံးမင်္ဂလာပါ So all in one channel မှာကြိုဆိုလိုက်ပါတယ် Strawberry tea ပုံစံကြီးချင်းအလွယ်ထုံးမျိုးကိုမျှဝေပေးမှာဖြစ်ပါတယ် သုံးပြုထားတဲ့ခြေကတော့နိုင်လုံချီအစိမ်းရောင်နဲ့အနီရောင်ပဲဖြစ်ပါတယ်။ကက်ကြည့်ပါမယ်။ထိုးမဲ့အပ်ပါမယ်။ ခြေစိမ်းကိုဆပြီးတော့ထိုးပါမယ်ပထမဆုံးမက်ဂျစ်ရင်တခုပြုတ်လောက်ပါမယ်မက်ဂျစ်ရင်နဲ့မှာတိုင်ရှည်စေတိုင်းထိုးရပါမယ်တိုင်ရှည်ကိုတတိုင်းချင်းဆွဲမထုတ်ပင်နဲ့အခုလိုပဲလက်ကလင်နဲ့ဖိထားပြီးတော့စေချင်းတိုင်းတိုင်းထိုးရပါမယ် နင်တို့ချီကမိကော်တော်လို့မပြောဘူးနင်းနေမှာတဲ့အတွက်ထိုးရအောင်နင်းနေခက်ခဲပါခင်ဗျာစေချင်ထိုးပြီးပြီဆိုလို့ရှိရင်တိုင်ရှည်နှစ်တိုင်စီကိုတစ်ခါတစ်ခါဆွဲထုတ်ပါမယ်ไก่ชี2ขาซาซ้วยถုံเมပြီးလို့ရှင် ပြီးလို့ရှိရင်အဲ့ဒီနေရာလေးကိုတစ်ခါတင်ထုတ်မယ်ပြီးတော့မှ တိုင်ရှည်နှခါစားပြင်ပြီးတော့ပြန်ဆွဲထုတ်မယ်ဒီရှေ့အကွင်းလေးအသေးလေးတစ်ခုကိုပဲတခါထုတ်မယ် နောက်ပြီးတော့တိုင်ရှည်နှခါစာတစ်ခါဆွတ်ထုတ်မယ်ဒီနေ့အတိုင်းတိုင်ဆယ်တိုင်ကိုလုံးလိုက်တာ အောက်မှာတိတ်ရအညာပုံစံ၅ခုရရှိတော့ပါလိမ့်မယ်။ ုလိုတည့်ရပုံစံအညာ၅ခုရရှိပြီဆိုလို့ရှိရင်ခြေကိုဖြတ်ပြီးတော့အဆုံးတက်ပါမယ်စတဲ့ဘက်ကိုအလေကောင်ပြန်ဆွဲယူပြီးတော့ရှင်းတဲ့ခုကိုပူးချပြီးတော့ဆောင်းတက်လိုက်ပါမယ် နိုင်လုံးချီရအနေနဲ့မာရတဲ့အတွက်လောရတော့လက်ဝင်ပါတယ်မစ်ကော်တွန်နဲ့ဘာလို့မလုပ်ဘူးလဲဆိုတော့မစ်ကော်တွန်ကပျော့တယ်အမွေးဖွာတယ်လျှော်လို့ရှိရင်အဆင်မပြေဘူးနိုင်လုံးကြတော့အလျှော်ခံတယ်အဲဒါကြောင့်မို့ကျွန်တော်နိုင်လုံးနဲ့ထိုးတာဖြစ်ပါတယ်နေလို့ချီအနီစာကိုစထိုးပါမယ် အညာနှစ်ခုရဲ့အလဲအနဲ့စပြီးတော့ယူပြီးတော့ထိုးပါမယ်ဖုံးမီးနှစ်ခုထိုးပြီးတော့တိုင်ရှည်ငါးတိုင်ကိုထိုးပါမယ်။စစောအစိမ့်မှာထိုးခဲ့သလိုပဲတိုင်ရှည်တွေကိုတစ်ခါလဲဆွဲမထုတ်ဘဲနဲ့ငါးတိုင်ပြန်အောင်ဆက်ပြီးတော့ထိုးရပါမယ်။ နားလိုက်ပြီဆိုရင်နောက်ထပ်အစိမ့်အညာတစ်ခုခြားထဲမှာထပ်ပြီးတော့ငါးတိုင်းဆော့ဆော့အတိုင်းပဲယူပြီးတော့ထိုးရပါမယ် အစိမ်း၅ခုရဲ့ခြားထဲမှာထိုးရဖြစ်တဲ့အတွက်အနီရ၄ခုဖြစ်သွားပါလိမ့်မယ်။ခြေရမှာတဲ့အတွက်တော်လေးတော့လက်ဝင်ပါလိမ့်။အစုံထိငါးတိုင်းစီထိုးပြီးဆိုရင်တော့ငါးတိုင်းတစ်ခါပြန်ပြန်ပြီးတော့ဆွဲထုတ်သွားရပါမယ် နားတိုင်းတကထုတ်ကွင်းအသေးလေးကိုပြန်ထုတ်ပြီးနောက်ထပ်တိုင်ငားတိုင်းကိုတကဆွဲထုတ်ကွင်းအသေးလေးကိုတကထုတ်နောက်ထပ်တိုင်ငားတိုင်းကိုတကဆွဲထုတ်ဟိန်းနီနဲ့အနောက်ကိုတစ်ပြေးပြေးနဲ့ဆုပ်သွားပါမယ် နောက်ဆုံးအထိပြင်ပြီးတော့ဆုတ်ပြီးပြီဆိုလို့ရှိရင်ဟွန်မီးနှခါထိုးအနီးငါးတိုင်ငါးတိုင်ချားထဲမှာတခါတိုင်ငါးတိုင်ပြန်ထိုး နောက်ဆုံးအတန်းကိုရောက်ပြီဆိုရင်လည်းဒီနည်းတိုင်းပဲဖုံမီနှစ်ခုထိုးတိုင်ရှင်ငါးတိုင်ကိုဆွဲမထုတ်ပဲနဲ့တစ်ခါလေထိုးငါးတိုင်ထိုးပြီးတော့မှတစုရဲ့ပေါင်းပြီးတော့ဆွဲထုတ်ပေးရမှာဖြစ်ပါတယ် ခုလိုအနေထားရောက်ပြီဆိုရင်တော့ဖုန်မီးနှစ်ခါထိုးအကတဆင့်ကိုဆင်းပြီးတော့ရှက်ကောင်နဲ့တွဲပေးရမယ်ဖုန်မီးနှစ်ခါထိုးအောက်တဆင့်ကိုဆင်းရှက်ကောင်နဲ့တွဲဖုန်မီးနှစ်ခါထိုး ဟောက်ဆင်ဝစင်ရှက်ကော်နဲ့တွေ့ဖုံမီနကာတို့ဟောက်ဆင်ဝစင်ရှက်ကော်နဲ့တွေ့ပြရမှာဖြစ်ပါတယ်ဒါဆိုရင်တော့စတော်ဘယ်ရီဒီပုံစံလေးရရှိသွားပြီဖြစ်တဲ့အတွက်အဆုံးသတ်လို့ရပါပြီ ခြစ်စရာရှိတာကိုတေချာခြစ်ပြီးပြီဆိုလို့ရှိရင်အစတွေကိုကကြီးနဲ့ဖြက်အစမထွက်အောင်မီလီနဲ့တို့ပြီးတော့ပြန်ကပ်ပေးနိုင်ရပါပြီ ခုဆိုရင်တော့ strawberry kitchen တခုအလွယ်ကူဆုံးနဲ့အမြင့်ဆုံးပြီးစီးသွားပါပြီခင်ဗျာနောက်တစ်ခါကြာရင်တော့ strawberry ဒီအလုံး kitchen ပုံစံမျိုးထုတ်ပြပေးပါအောင်မယ်ခင်ဗျာ ဗီဒီယိုထဲမှာတည်းအဖြစ်မှာပို့ပြီးတော့လှပါတယ်ဒီ strawberry ကြီးချိန်ထိုးတဲ့နေ့ကိုမတိလို့ရှိရင်ကျွန်တော်ရဲ့ချက်ပေါက်မှာလာပြီးတော့မေးလို့ရပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ ကိုယ်စိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။